အနာသိမှုနောက်ပိုင်းရင်းနှီးမြှုပ်နှံမှုတွေတဖြည်းဖြည်းနဲ့ကျဆင်းလာပြီး2025-2026ဘဏ္ဍာနှစ်ရဲ့ပထမ6လအတွင်းမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဟာအမေရိကန်ဒေါ်လာ148.6တန်းသာရှိတယ်လို့စစ်တပ်လက်အောက်ခံရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေသိရပါဗျ။အဲ့ဒီထဲမှာမှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်တရား20နီးပါးဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာဝင်ရောက်ခဲ့တာဖြစ်ပြီးကုန်ထုတ်လုပ်မှုကဏ္ဍ၊တည်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးကဏ္ဍတွေမှာဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ီးခဲ့တဲ့2024 2025ဘဏ္ဍာနှစ်ကာလတူမှာတော့ကန်ဒေါ်လာ223တန်းဝင်ကြောက်ခဲ့တာကြောင့်ဒီနှစ်မှာနိုင်ငံခြားယင်းနှိမ့်နှံမှုအနည်းငယ်တက်လာတယ်လို့ဆိုရမှာဖြစ်ပါတယ်2025ခုနှစ်မေလကနေစက်တင်ဘာလကုန်အထိကဏ္ဍအလိုက်ယင်းနှိမ့်နှံမှုဝင်ရောက်တဲ့ပမာဏတွေကတော့မွေးမြူရေးကဏ္ဍမှာအမေရိကန်ဒေါ်လာ1.5တန်၊ကုန်ထုတ်လုပ်မှုကဏ္ဍမှာအမေရိကန်ဒေါ်လာ131.239တန်၊စွမ်းအင်ကဏ္ဍမှာအမေရိကန်ဒေါ်လာ6.938တန် ။ယေနန်နဲ့တဘာဝတံငွေကဏ္ဍမှာအမေရိကန်ဒေါ်လာ22တန်၊ဝန်ဆောင်မှုကဏ္ဍမှာ81တသမ၄၄တန်စီအတိအသင့်ဝင်ရောက်ခဲ့တာပါ။နိုင်ငံအလိုက်ယင်းနှိမ့်နှံမှုတွေကတော့စင်ကာပူနိုင်ငံကအမေရိကန်ဒေါ်လာ139.666တန်းနဲ့အများဆုံးတရုတ်နိုင်ငံက51.629တန်းနဲ့ဒုတိယအများဆုံးအသီးသီးယင်းနှိမ့်နှံထားကြပါရဲ့ရှင်။